အားလုံးပဲမင်္ဂလာပါရှင်။အဲကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်း2025ခုနှစ်ရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲကြေညာစာတမ်းမှာကျမတို့ရက်တရာစီမံကိန်းအရေးဆွဲထားတာဖြစ်ပါတယ်။ရက်တရာစီမံကိန်းဖြစ်ပါတယ်ရှင်။ဒီလိုလက်ကမ်းစာဆောင်လေးနဲ့အဲကျမတို့ဖော်ပြထားတာဖြစ်ပါတယ်ရှင်။အဲ့ထက်မှာရက်တရာစီမံကိန်းမှာလူငယ်များအတွက်ရက်တရာသေးစားငယ်စားအလတ်စားစီးပွားရေးများအတွက်ရက်တရာပုဂ္ဂလိကခန္ဓာလုံတာကိန်းနာရှိရေးအတွက်ရက်တရာ ်ပြီးလို့ရှိရင်ကုန်စည်နှုံးကြဆင်းရဲအတွက်ရက်တရားဆိုပြီးတော့မှကျမတို့ရက်ရက်တရားလုပ်လို့ရရက်တရားစီမံချက်တွေဆောင်ရွက်တာဖြစ်ပါတယ်ရှင်ဒီရက်တရားစီမံချက်မှာပေါ့နော်ကုံစင်းနှုံးကြဆင်းရေးပေါ့ရှင်ကုံစင်းနှုံးနေကြဆင်းရေးကိုကိုဘယ်လိုလုပ်မှလဲဆိုရင်ကုံစင်းနှုံးနေဘာကြောင့်မြင့်တက်နေလဲဆိုတာကျွန်တော်တို့အသိဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်နော်နံပါတ်1ချက်ကကုံစင်းနှုံးတက်တယ်ဆိုတာနံပါတ်1ချက်ကတော့ကုံထုတ်လုပ်မှု စရိတ်တက်တာဖြစ်ပါတယ်နံပါတ်1အချက်ကတော့တည်ယူပို့ဆောင်စရိတ်တက်တာဖြစ်ပါတယ်ရှင်ဒီကုံထုတ်လုံးမှုစရိတ်တက်ခြင်းဟာလျှက်စိတ်မီမလုံလောက်တာတို့ပြီးလို့ရှင်ကုံထုတ်လုံးမှုမှာလိုအပ်တဲ့အဲကုံချမ်းပစ္စည်းတွေအဲဒါမှမဟုတ်လို့ရှင်လေကုံလိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ဒါတင်သွင်းရခက်တာတို့ဒါတွေကြောင့်ဖြစ်တယ်ပြီးလို့ရှင်လုတ်သားရှားပါမှုတွေကြောင့်ဖြစ်တယ်အဲဒါတွေကြောင့်မလို့ကျမတို့ကုံကုံထုတ်လုံးစရိတ်တွေ တက်တာဖြစ်ပါတယ်ရှင်ဒုတိယကတော့ဗာလဲဆိုလို့ရှိရင်တယ်ယူပုတ်ဆောင်စိတ်ပါရှင်တယ်ယူပုတ်ဆောင်စိတ်တက်တာကတော့เนาะဟိုပါပေါ့ရှင်ဒီကဘာမှာလောင်စာစီစေးလဲမြင့်တက်နေလို့တက်တာဖြစ်တယ်လို့အဲပြီးလို့ရှိရင်ကျမတို့ကဟိုပေါ့နယ်မြေတွေမငိမ့်ချမ်းဘူးမအေးချမ်းဘူးမလုံခြုံဘူးအဲအဲကြတော့ဒီမလုံခြုံတဲ့နေရာတွေကိုရှောင်ကွင်းပြီးသွားရတယ်အဲပြီးလို့ရှိရင်လမ်းတစ်လျှောက်မှာလဲကျမတို့ဒီတရားမဝင်ဂိတ်တွေနဲ့အဲငွေကြေးတွေကောက်ခံနေတဲ့ဂိတ်ကြေးတွေကောက်ခံနေတဲ့အခါကျတော့3ရက်နဲ့သွားမယ်ဟာ9ရက်သွားရတယ်တစ်ပတ်သွားရတယ် အဲ9ရက်နဲ့သွားမယ်ဟာ10ရက်လောက်ကြာတယ်။နောက်ကုန်ကျစိတ်တွေလည်းပုံများပြီးတော့မှခိတ်ကြေးတွေလည်းပုံများတော့တည်ယူပို့ဆောင်စိတ်တွေအမြင့်တက်နေတာဖြစ်ပါတယ်ရှင့်။နောက်အဲ့ဒါကြောင့်မလို့ဒီကိစ္စတွေကိုကျွန်တော်တို့အာဖြည့်ရှင်းသွားမှာဖြစ်ပါတယ်။အဲသို့တော်လည်းဒီလိုဖြည့်ရှင်းတဲ့အထက်မှာရက်တရာအတွင်းတော့ဘာအဓိကလှုပ်ချင်တာလဲဆိုလို့ရှိရင်အဲကုန်စိမ်းနှုန်းအမြန်ဆုံးကျဆင်းရေးအတွက်ကိုလူမှုကိုဓာတ်ရိုက်ထောက်ပံ့ခြင်းပေါ့နော်။အဲဘာကြောင့်ကျွန်တော်တို့ကဓာတ်ရိုက်ထောက်ပံ့ခြင်းတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီလက်နက်ကင်ပြိပက္ခလည်းဖြစ်တယ်။ ဖြစ်နေကြတော့စစ်ဘေးရှောင်ပြည်သူလူထုတွေလည်းရှိနေတယ်။နောက်တစ်ချိန်တည်းမှာလည်းကျမတို့ကဒီမန္တလေးငလျင်ကြီးပေါ့နော်အဲ့အရှိတုံးကလည်းကျမတို့အာဒါရေကြီးရေရှမ်းတာပြီးအဲ့ရှိမှာမုခမုံတိုင်းပေါ့နော်ဒီလိုသဘာဝဘေးတွေလည်းခံစားနေခဲ့ကြရတဲ့အခါကျတော့ဒီသဘာဝဘေးနဲ့ပြိပက္ခဘေးခံစားနေရတဲ့ပြည်သူလူထုတွေကိုဓာတ်ရိုက်ထောက်ပံ့ခြင်းလုပ်ငန်းတွေကျွန်မဆောင်ရွက်နေတာဖြစ်ပါတယ်ရှင် ပြီးလို့ရှိရင်လည်းမူဝါဒအဖြစ်တော်ဝိုက်ပြီးထောက်ပံ့ခြင်းလုပ်ငန်းတွေကိုလည်းကျွန်တော်တို့ဆောင်ရွက်ချင်တာဖြစ်ပါတယ်။နော်ဓာတ်ရိုက်ထောက်ပံ့ခြင်းကတော့ကျွန်တော်တို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေါ့နော်။ပရိပက္ခဘေးအလွန်တဘာဝဘေးအလွန်လူသားချင်းစာနာထောက်ထားမှုအထောက်ပံ့နေကျွန်တော်တို့ဒီပုတ်ကလစ်ကအသင်းဖွဲ့တွေရမိရဖတွေဒေတာကံပြည်သူလူထုတွေနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ဆောင်ရွက်ချင်တာဖြစ်ပါတယ်ရှင်။အဲဓာတ်ရိုက်ထောက်ပံ့ခြင်းနည်းကတော့ ဝင်ငွေနဲ့အိမ်အောင်စုများထံတိုက်ရိုက်ထောက်ပံ့တာဖြစ်ပါတယ်ကျွန်တော်တို့ဝင်ငွေနဲ့အိမ်အောင်စုတွေအဲကျွန်တော်တို့စီးရင်ကောက်ယူပြီးတော့မှအာကျွန်တော်တို့ဒါလေးတွေတိုက်ရိုက်ထောက်ပံ့ခြင်းပါတယ်။နောက်ဒုတိယတစ်ခုကတော့တောင်သူနဲ့ကျေးလက်အခြေခံမိသားစုများထံမျိုးမြေရေနီးနှင့်ချင်းငွေပံ့ပိုးခြင်းပေါ့နော်။အဲ့ဒါကတော့ကျွန်တော်တို့ဒီတောင်သူတွေကျေးလက်နေပြည်သူလူထုတွေနော်အခြေခံမိသားစုတွေအတွက်ကိုအဲကျွန်တော်တို့ဒီစိုက်ပျိုးထုတ်လုပ်မဲ့တောင်သူတွေကိုအဲဒီမျိုးစိတ် အမျိုးစေ့တို့ပြီးလို့ရှိရင်မြေပြုပြင်နာတို့ပြီးလို့ရှိရင်ရေရရှိရေးပေါ့နော်စိုက်ပျိုးမြေအောင်စိုက်ပျိုးရေပေါ့အောင်ရေရရှိရေးနောက်နီးပညာတွေကျွန်တော်တို့စိုက်ပျိုးတိုက်ပံနီးကြနီးစနစ်တကျစိုက်ပျိုးတဲ့နီးပညာတွေနဲပြီးလို့ရှိရင်ချင်းငွေတွေကျွန်တော်တို့ပံ့ပိုးပေးချင်တာဖြစ်ပါတယ်ရှင့် နောက်နောက်ဆုံးတစ်ခုကတော့လုတ်သားဓုအတွက်ဖြစ်ပါတယ်ရှင်။လုတ်သားဓုအတွက်တော့ကျမတို့တင့်တင့်မြတ်တဲ့အနှိမ့်ဆုံးအခကျင်းငွေတတ်မှတ်ပေးချင်တာဖြစ်ပါတယ်ရှင်။ကျမတို့လုတ်သားဓုတွေလည်းပေါ့နော်ဒါကုံစင်းနှုံကြီးမြင့်နေတဲ့အခါကျတော့လုတ်သားဓုတွေရဲ့ရရှိတဲ့လစာနဲ့ကုံစင်းနှုံနဲ့ပေါ့နော်အဲဆိုလို့ရှိရင်ဝင်ငွေနဲ့ထွက်ငွေမမျှတာတွေမလုံလောက်တာတွေဖြစ်နေပါတယ်အဲ့ဒါအတွက်ကိုကျမတို့ကဒီ၃ပွင့်ဆိုင်ပေါ့အစိုးရအစိုးရရဲ့ပုဂ္ဂလိကလုပ်ငန်းရှင်နဲ့ အလုပ်ငန်းရှင်တွေနဲ့ဒါအလုပ်သမားကိုယ်စားလှယ်တွေနဲ့အဲတုံးပွင့်ဆိုင်ကျမတို့ဒီဟိုပါပေါ့ရှင်ဈေးကွက်ဒီဒီဈေးကွက်အခြေအနေနဲ့ကိုက်ညီတဲ့အနေအဆုံလောက်ခါလာစားညှိနှိုင်းတာတွေပေါ့နော်အဲ့ဒါကိုကျမတို့ရက်တရာတွင်းဆောင်ရွက်သွားကြတာဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုဒီဟိုပေါ့နော်ဟိုမူဝါဒအဖြစ်တော့ white ထောက်ပံ့တာပေါ့နော်မူဝါဒဒီကုံစိမ်းလုံးကြီးမြင့်ခြင်းတံကိုပြည်သူလူထုတွေ ခံနိုင်ရင်ရှိအောင်ကုံစိမ်းလုံးကြဆင်းအောင်မူဝါဒအဖြစ်တွေ့ဝိုက်ပြီးဆောင်ရွက်ပေးတာကတော့ဒီကြက်ငွေတန်ဖိုးခိုင်မာစေရေးအတွက်ကျွန်တော်တို့ဆောင်ရွက်ချင်ပါတယ်အဲ့ဒါအတွက်ကိုဒီငွေကြေးနဲ့ဘတ်ဂျက်မူဝါဒပေါ့နော်ငွေကြေးမူဝါဒကိုတော့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေချမှတ်တာဖြစ်ပါတယ်ဒါဘတ်ဂျက်မူဝါဒကိုတော့အပြည်တော်စုဘဏ္ဍာရန်မူငွေမူဝါဒကိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဟိုပါပေါ့ရှင် MO MO MOPR ထနေရှင် Ministry of Planning Ministry of MOFR ထနေရှင် Ministry of Finance ဘန်ဒာရေးဝန်ကြီးဌာနပေါ့နော်ဘန်ဒာအခွန်ဝန်ကြီးဌာနပေါ့ Ministry of Finance and Revenue ဘာ Finance ဆိုတာတော့ဘန်ဒာရေးဖြစ်ပါတယ် Revenue ဆိုတာတော့အခွန်ဖြစ်ပါတယ်ရှင်။နော်အခွန်ဘန်ဒာဝန်ကြီးဌာနကနေပြီးတော့မှ budget မူဝါဒတွေချမှတ်တယ်။အဲပြီးလို့ရှိရင်ဗဟိုဘဏ်ကနေမြန်မာနိုင်ငံတော်ဗဟိုဘဏ်နေငွေကြေးမူဝါဒတွေချမှတ်တယ်။ဒီမူဝါဒတွေကိုပြုပြင်ပြောင်းလဲ အဲချင်းအဖြစ်မြန်မာကြက်ငွေတန်ဖိုးခိုင်မာစေဖို့ပေါ့နော်ကျမတို့ဆောင်ရွက်ချင်တာဖြစ်ပါတယ်အဲ့ဒါကတော့မူဝါဒနီလန်းအဖြစ်အစိုးရကသာလျှင်ဆောင်ရွက်နိုင်တဲ့အဲလုပ်ငန်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ကုန်ပစ္စည်းရှားပါခြင်းပေါ့ရှင်အခုကကျမတို့ကအဲဒီသွင်းကုန်ထုတ်ကုန် license တွေကိုတင်းကျပ်ထားတဲ့အခါကျတော့ ကုန်ပစ္စည်းတွေကလိုတလောက်မရဘူးပေါ့နော်လိုတလောက်မရပဲနဲ့ကုန်ပစ္စည်းရှားပါးခြင်းကိုဖြစ်စေတဲ့ကုန်သွယ်မှုကျိုးနီစနစ်တွေကိုကျွန်တော်တို့ဖြေလျှော့ပေးချင်တာဖြစ်ပါတယ်ရှင်။ဥပမာအခုဆိုကြဲကြဲလောင်လောင်ကြားနေရတာဆေးတွေပေါ့နော်ဆေးဝါးတွေဆေးဆိုတာဟိုပါပေါ့နော်မူရဲ့ဆေးဝါးကလွဲရွေးပေါ့နော်ဂျာနဲ့ဆေးဝါးတွေအာဒီစိတ်ကူတာဖို့အတွက်အဲဆေးဝါးတွေကဘယ်သူမှပျော်လို့တောက်နေတာမဟုတ်ပါဘူးလိုအပ်ချက်အရာတောက်နေတာပေါ့နော်ကိုယ်ခန္ဓာကိုယ်ရဲ့အဲကျန်းမာရေးအခြေအနေရဒါဆေးဝါးတွေမိဝဲနေရတဲ့အချိန်မှာလိုအပ်တဲ့ဆေးဝါးတွေမရဘူးတောက်နေကြဆေးတွေ အပြက်ကုန်နေဒါလေးတွေပြည်သူလူထုကြားထဲမှာကြားနေရပါတယ်။နော်အဲ့ဒါကြောင့်မလို့ကုန်ပစ္စည်းရှားပါးခြင်းကိုဖြစ်စေတဲ့ကုန်သွယ်မှုကျိုးနီစနစ်တွေကိုအဲကျမတို့ဖြေလျှော့ရံဖြစ်ပါရဲ့ရှင်။ဈေးဝါဆိုတာတော့ဥပမာတစ်ခုမျှတာဖြစ်ပါတယ်။အဲကျမတို့ဘာပစ္စည်းမဆိုပေါ့နော်လူတွေဆိုတာအာလိုအပ်လို့ဝယ်သုံးကြရတာပေါ့နော်။ပြည်တွင်းမှာမထုတ်လုပ်နိုင်လို့ရှင်เนาะကျမတို့ပြည်ပကနေတင်သွင်းတာပေါ့နော်။ဒီကုန်ပစ္စည်းကုန်သွယ်မှုမူဝါဒဒီဖြေလျှော့ပြီးကျိုးနီစနစ်တွေကိုကျမတို့ဖြုတ်သိမ်းချင်တာဖြစ်ပါရဲ့ရှင်။ နောက်တစ်ခုကတော့နိုင်ငံခြားသုံးငွေတိုးတက်ရရှိရေးလှုပ်ချင်တာဖြစ်ပါတယ်။နိုင်ငံခြားသုံးငွေတိုးတက်ရရှိရေးဆိုတော့အဓိကကတော့ပြည်ပရောက်အဓိကကတော့ပြည်ပရောက်ဟိုဘောရွှေ့ပြောင်းလုပ်သားတွေကနေပြီးတော့မှရှာဖွေလိုက်ရှာဖွေလာတဲ့နိုင်ငံခြားသုံးငွေဝင်ငွေတွေပေါ့နော်။အဲ့ဒါတွေကိုမိမိရဲ့အဲမြန်မာပြည်မှာခြံခဲ့တဲ့မိသားစုကိုလွှဲပုံငွေတွေပို့ကြတဲ့အချိန်မှာကျမတို့ အာဒီ exchange rate ပေါ့ရှင်ငွေလဲလှယ်ဈေးနှုန်းကိုဈေးကွက်ပေါက်ဈေးကိုအခြေခံတဲ့ manage flow ဈေးနဲ့ကျွန်တော်တို့ပြန်လဲဆောင်ရွက်ပြီးလို့ရှိရင်အဲဒါတွေကိုနိုင်ငံခြားငွေရှာပေးနေတဲ့ဒီရွှေ့ပြောင်းလုပ်သားတွေရဲ့မိသားစုတွေလည်းအဆင်ပြေအောင်ဒီရွှေ့ပြောင်းလုပ်သားတွေလည်းအဆင်ပြေအောင်နိုင်ငံတော်လည်းနိုင်ငံခြားဝင်ကိုရအောင်ပေါ့နော်အပြီးလို့ရှိရင်နောက်တစ်ခုနိုင်ငံခြားဝင်ကိုရနိုင်တာကတော့ကျွန်တော်တို့အဲကျွန်တော်တို့ဟိုပါရှင်နိုင်ငံခြားတိုင်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေစီးဝင်လာတယ်ပြည်တွင်းမှာကုန်ထုတ်လုပ်မှုတွေများတယ်အလုတ်ကိုင်းခွင့်လန်းတွေများပြီးလို့ရှိရင် အဲပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်လက်ခွန်ပို့ရမယ်အဲပြီးလို့ရှိရင်သူတို့တွေကနေပြန်ပြီးတော့မှနိုင်ငံတကာကိုတင်ပို့တဲ့အချိန်မှာနိုင်ငံเจ้าငွေလည်းရမှာဖြစ်ပါတယ်ရှင့်အဲနောက်ချုပ်ပြောချင်တာကတော့ကျွန်တော်တို့ export promotion ပေါ့နော် export promotion နဲ့ import substitution ပေါ့တချို့ကတော့ကျွန်တော်တို့ import substitution ပေါ့နော်အဲတချို့ကုန်ပစ္စည်းတွေကိုပြည်တွင်းမှာထုတ်လုပ်နိုင်စွမ်းရှိတယ်ဆိုရင်ပြည်တွင်းမှာထုတ်လုပ်ပြီးတော့မှနိုင်ငံတကာကဝယ်လို့ဝယ်เสียမလို့အောင်တင်သွင်းเสียမလို့အောင် ကျွန်တော်တို့ import substitution လုပ်ရမှာပါမှာဖြစ်ပါတယ်။သွင်းကုန်အစားထိုးတာတွေလုပ်ရမှာဖြစ်ပါတယ်။အဲဒီပြိုင်နဲ့အဲထဲမှာလည်း export promotion ဆိုတာကတော့ပို့ကုန်တွေအားပေးမြင့်တင်ရမှာဖြစ်ပါတယ်။အဲ့လိုမြင့်တင်ခြင်းအပြင်ဒီကုန်သွယ်ရေးကိုကျွန်တော်တို့လွယ်ကူချောမွေ့စေပြီးတော့မှအဲနိုင်ငံသားငွေရစီတာပေါ့เนาะနောက်တစ်ခုကတော့အဲဒီရွှေ့ပြောင်းလုပ်သားတွေကနေလွှဲပို့ငွေတွေကိုကျမတို့နိုင်ငံသားငွေအဲဒီဝင်ငွေအနေနဲ့နိုင်ငံတော်ကရရှိပြီးတော့မှာ ရွှေ့ပြောင်းလုပ်တာမိသားစုတွေလည်းအဆင်ပြေအောင်ကျမတို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်ရှင်။အဲ့ဒါဒီမူဝါဒနီလန်းအဖြစ်ဆောင်ရွက်တာဖြစ်ပါတယ်။မူဝါဒနီလန်းအဖြစ်ကုံစိန်းနှုံကြဆင်းရေးမြန်မာကြံ့ငွေခိုင်မာရေးအဲခိုင်မာရေးနောက်ကုန်ပစ္စည်းပေါ်များရေးကျမတို့ဆောင်ရွက်တာဖြစ်ပါတယ်ရှင်။နောက်အချုပ်အားဖြင့်ပြောမယ်ဆိုလို့ရှင်တော့ကျမတို့ပြည်သူလူထုကိုအဲကျမတို့တိုက်ရိုက် ထောက်ပံ့တာပေါ့နော်။ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကျမတို့ပေးချင်ပါတယ်။ humanitarian trust building လုပ်ချင်ပါတယ်။နော်ဒေသခံပြည်သူလူထုတွေနဲ့ပူးပေါင်းပြီးတော့မှယမ်မီယက်ဖာတွေနဲ့ပူးပေါင်းပြီးတော့မှပြည်သူလူထုကိုထောက်ပံ့တာတွေလုပ်ချင်တယ်။နော်ဒုတိယတစ်ခုကတော့ market mechanism မှာရှိဒီဈေးကွက်စီးပွားရေးစနစ်ပေါ့နော် exchange rate ပဲဖြစ်ဖြစ်ဒီနိုင်ငံခြားငွေလဲလှယ်နှုန်းပဲဖြစ်ဖြစ်နော်ကုသရောင်းဝယ်မှုပဲဖြစ်ဖြစ်အဲမွေးစိုက်ပျိုးမွေးမြူထုတ်လုပ်ဖြန့်ချီတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဒီအကုန်လုံးကိုအဲကျွန်တော်တို့ဈေးကွက်စီးပွားရေးစနစ်နဲ့တွားချင်းအဖြစ် အဲကျမတို့လောက်တာကိုင်းတာရှိတဲ့စီးပွားရေးဝန်းကျင်ကြီးဖြစ်ပြီးတော့မှအဲကျမတို့မြန်မာကြံ့ငွေတန်ဖိုးမြင့်တက်ပြီးတော့မှကုန်စည်နှုန်းကျဆင်းရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့်